န်သရီဒီမိတ်ဆွေများမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ဒါကျွန်တော်တို့သရီဒီမိတ်ဆွေများတို့ရဲ့ဗီဒီယိုလေးတစ်ပိုင်းကျွန်တော်တင်ပေးပါမယ်နော်ဒီကြားထဲမှာကျွန်တော်ပတင်ပြဖို့ဆိုတာလဲဒါပြီးခဲ့တဲ့နေ့ကဒါငလင်းပြီးခဲ့တဲ့ရက်ကငလင်းလှုပ်လိုက်တဲ့အချိန်ကျတော့ကျွန်တော်တို့အင်္ဂလိပ်ဒေတာမှာပေါ့နော်ဒါငလျင်တန်းတင်းသွားတယ်ပေါ့နော်ငလျင်တန်းတင်းသွားတဲ့အတွက်ဒါတွားရောက်လောက်ကင်ကူညီနေတယ်ပေါ့နော်ဒါငွေကြေးဒါကျွန်တော်ရဲ့ 3D မိတ်ဆွေများဟိုတကြိမ်ချင်းစီလာရောက်အပ်ပေးတဲ့မိတ်ဆွေများပေါ့နော် သူတို့ရှိရရတဲ့ဒါငွေကြေးလေးနဲ့တွားရောက်ပြီးတော့ဒါတက်နိုင်သလောက်ပေါ့နော်တွားရောက်ပြီးတော့ဒါကူညီတယ်ပေါ့နော်တွားရောက်ကူညီတယ်လောက်ကိုင်းပေးတယ်ပေါ့နော်နောက်အိန္ဒိယလည်းပစ္စည်းတွေတော်တော်များတယ်ပေါ့နော်ဒီဇောင်းတွေဒါကျွန်တော်တို့အင်းလေးဖောင်တော်ဦးဖေရဒီဇောင်းတွေလည်းဒါပြက်သွားတာတွေရှိတယ်ပေါ့နော်အဲအင်းထဲမှာတွားရောက်လောက်ကိုင်းနေတဲ့အတွက်မအားရာနဲ့မတင်နိုင်ခြင်းဖြစ်ပါရဲ့နော်အဲ့တော့ကြည့်ကြအောင်ခင်ဗျာကျွန်တော်တို့ဒီပြီးခဲ့တဲ့အချိန်တွေကဒါမှန်းနေတဲ့ site လေးပေါ့နော်ပြီးခဲ့တဲ့အချိန်ကဒီမှန်းနေတဲ့ site လေးကျွန်တော်ဒီမှာကျွန်တော်ပြခဲ့တဲ့ line နဲ့ line ်ဟောင်းလေးပဲပေါ့နော်သူကဇက်တိုက်အလုပ်လုပ်နေတာပေါ့နော်ဒီမှာလေးထိပ်ဘရိတ်လေးဒီလေးထိပ်ဘရိတ်လေးကနေသူ့ရဲ့တစ်နှစ်ကျော်လိုက်ရင်ပေါ့နော်ဒီလေးထိပ်ကလေးကနေနှစ်နှစ်ချာအဲဇောင်းလေးအောက်ကလေးဆင်းလိုက်ရင်ပေါ့နော်နှစ်နှစ်ချာဒီလိုဇောင်းဆင်းသွားရင်လည်းရတာပေါ့နော်ဒီမှာလေးထိပ်ဘရိတ်လေးလို့ရိုက်တယ်ဒီမှာလည်းလေးထိပ်ဘရိတ်လေးလို့ရိုက်တယ်သူ့ရဲ့နှစ်နှစ်ချာမှာလည်းလေးထိပ်လူရိုက်တဲ့သူ့ရဲ့ဆောင်မှာ break လေးလူရိုက်တယ်ပေါ့နော်အ break လေးရဲ့အောက်မှာမှကျွန်တော်တို့ကဒီ break ရိတ်လေးရဲ့အောက်မှာမှာဒါဗရိတ်တဲ့ကဏ္ဍလေးထွက်တယ်ဗရိတ်တဲ့ကဏ္ဍလေးထွက်တယ်ဗရိတ်တဲ့ကဏ္ဍလေးထွက်တယ်လို့ကျွန်တော်တို့ဒါပြောခဲ့တာပေါ့နော်အဲ့တော့ तू ကဗရိတ်တဲ့ကဏ္ဍအထိ तू ကအလုတ်လုတ်သွားပြီပေါ့နော်အဲ့ဗရိတ်တဲ့ကဏ္ဍလေးကိုမှ तू က6ပါသောညီကိုတူတွဲနဲ့ဗရိတ်တဲ့ပေါ့နော်ဒီမှာလည်း6ပါသောညီကိုတူတွဲနဲ့ဗရိတ်တဲ့ပေါ့နော်ဒီမှာလည်းကျွန်တော်တို့ဒီ6ပါသောညီကိုတူတွဲနဲ့ဗရိတ်တဲ့ဆိုပြီးတော့ तू ကလုတ်သွားတယ်ပေါ့နော်အဲ့လိုလုတ်ပြီးတာနဲ့သူ့ရဲ့အောက်မှာလည်း ဒါကျွန်တော်6ပါတဲ့ညီကိုဒူရဲနဲ့ break 6ပါတော့ညီကိုဒူရဲနဲ့ break 6ပါတော့ညီကိုဒူရဲနဲ့ break ဒါထွက်သွားပြီပေါ့နော်ဒီကျွန်တော်ဒီ cycle ကိုလည်းအစောကြီးကတည်းကကျွန်တော်တို့ဒီဒါ963 အောင်ခဲ့တဲ့ line လေးရဲ့အဆက်အဆိုးပြီးတော့ကျွန်တော် break တက်ကိုကျွန်တော်ပြခဲ့တာပေါ့နော် break တက်ကိုမှကျွန်တော်ကဘယ်ကနေကိုသွားရွေးပြလဲဆိုလို့ရှိရင်သူ့ရဲ့ဆောင်းကဒီ9 9ရှစ်ဝန်းကျင်နဲ့ပေါ့နော်9ရှစ်အတွက်လေးနဲ့ဒါ break သုံးရဲ့ဘေးမှာလဲဒါကျွန်တော်တို့ဒီပြန်ချတွေရိုက်ခဲ့တဲ့အတွက်ဒါ9ရှစ်လေးဆိုပြီးတော့ကျွန်တော်တင်ခဲ့တာပေါ့နော်ဒါနဲ့9ရှစ်လေးမပြီးသွားပဲနဲ့သူက6ပါတော့ညီကိုတို့တွဲနဲ့ break တက်ပေါ့နော်ဒီမှာလဲ6ပါတော့ညီကိုတို့တွဲနဲ့ break တက်ဒီမှာလဲ6ပါတော့ညီကိုတို့တွဲနဲ့ break တက်ဒီမှာလဲ6ပါတော့ညီကိုတို့တွဲနဲ့ break တက်ပေါ့နော်အဲ့ဒါလေးကိုလဲကျွန်တော်မွေးကွက်ကလေးထုတ်ထားတာရှိတယ်ပေါ့နော် ဒါကျွန်တော်တို့ဒီမပြပြက်လိုက်တာပေါ့နော်ဒီမှာ936လို့ရိုက်တယ်396လို့ရိုက်တယ်ဒါပြီးခဲ့တဲ့နှစ်ကလေးကကျွန်တော်တို့ခြင်ခဲ့တဲ့ line လေးပေါ့နော်ကံကြတဲ့ line ဒီမှာကျွန်တော်ကလင်နာတကြောလို့မ936လို့ရိုက်တယ်356လို့ရိုက်တယ်သူရဲ့နောက်နှစ်မှာဒါ360နှစ်ခါပြန်ရိုက်တယ်ပေါ့တော့ရိုက်ရင် break ခွန်ရဲ့အောက်မှာပဲရိုက်တယ်ပေါ့နော် ဘရိတ်ခွန်ရဲ့အောက်မှာပဲအဲ့လို360နှစ်ခါပြန်ထွက်တဲ့နေ့ရဲ့သူ့ရဲ့နောက်နှစ်မှာလည်းဒါ680ဆိုတဲ့ဂရန်လေးရိုက်တယ်ပေါ့နော်ဒါ680ပတ်လေးလေးရိုက်တယ်သူရိုက်တော့လည်း6ထိပ်ဒီ6ပိတ်ရဲ့ဇောင်းလေးမှာပဲသူကရိုက်တယ်ပေါ့နော်ကျွန်တော်လည်း ဒီ site လေးကိုတော့မွေးကွက် site လေးကိုမပြမိဘူးပေါ့နော်ဒီမှာလဲကျွန်တော်တို့650လို့ရိုက်တယ်369လို့ရိုက်တယ်သူရဲ့နောက်နှစ်မှာဒါပြီးခဲ့တဲ့နှစ်တည်းရလဲဒါကျွန်တော်တို့ထောင်းလုံးကြည်အောင်ပြခဲ့တဲ့ line နေပေါ့နော်630ဆိုတဲ့ကဏ္ဍရိုက်တယ်360ဆိုတဲ့ကဏ္ဍဒီ630ဆိုတဲ့ကဏ္ဍနှစ်ခါပြန်ကြရိုက်တယ်ပေါ့နော်နှစ်ခါရိုက်တယ်ပေါ့နော်သူရိုက်ရင်လဲပြန်ကြရိုက်ရင် break ခွန်ရအောင်ပါပဲရိုက်တယ်ပေါ့နော်သူရဲ့နောက်နှစ်မှာလဲဒါ869ဆိုတဲ့ကဏ္ဍထွက်တယ်ပေါ့နော်သူထွက်ရင်လဲ6နောက်ပြီးရဆောင်းမှာပဲထွက်တာပေါ့နော်ဒီနေ့ထဲမှာလဲကျွန်တော်တို့ဒီမှာ639 ကို36လို့ရိုက်တယ်635လို့ရိုက်တယ်သူရဲ့နောက်နှစ်မှာ630ဆိုတော့ကနေနှစ်ခါပြန်ရိုက်တယ်ရိုက်ရင်မရိတ်ကွန်ရဲ့အောက်မှာပဲရိုက်တယ်ပေါ့နော်ရိုက်ပြီးနေသူရဲ့နောက်နှစ်မှာ68ထွက်ဖို့ရှိတယ်ဆိုပြီးတော့ဒါကျွန်တော်တို့မိုးကွက်နေနဲ့စနှစ်ဦးမှာတော့ကတော့ဒါတင်မှုတော့ပေါ့နော်ဒါရင်နဲ့သူကအဲ့ထွက်တော့ဒါကျွန်တော်တို့ထွက်ပြီးမှပဲမြင်တော့တာပေါ့နော်6နောက်ပိတ်ရဲ့ဇောင်းလေးမှာပဲသူကထွက်သွားတယ်ပေါ့နော်ဒီလိုင်းလေးနဲ့ကြည့်မယ်ဆိုရင်ကိုဒါပတ်ဖို့ကောင်းတာပေါ့နော်ဒီမှာ6ပါတော့ညီကိုတို့တို့ နဲ့ break တပေါ့နော်ဒီမှာလည်း6ပါတော့ညီကိုတွဲနဲ့ break တဒီမှာလည်း6ပါတော့ညီကိုတွဲနဲ့ break တပေါ့နော် break တ line ကိုလည်းတင်ပြီးမိရတဲ့အတိုင်းကျွန်တော်ကဒီ break တော့ရဲ့ဘေးဒီ break တော့ရဲ့ဘေးဒီမှာဒါပြန်ကြကနန်းနေထွက်ခဲ့လို့ပေါ့နော်ဒါပြမနေတော့ပါတော့ဘရိတ်သုံးရေးပြီးဒီမှာပြန်ကြကနန်းရှိတယ်တို့ကိုရှင်လေးဒီ9ကိုရှင်1ညင်းနဲ့ဒီကိုရှင်လေးဆိုတော့ကနန်းကိုပဲကျွန်တော်ကတဲပြီးတော့ပြလိုက်တာပါเนาะအဲ့လိုထွက်ပြရနေကျွန်တော်ဒီမှာ၄ထိပ်ဘရိတ်လေးလို့ရိုက်တယ်သူရအောင်ဘရိတ်တဲလို့ရိုက်တယ်เนาะ သူကျွန်တော်တွက်ချတွက်ဆရာချက်ဆရာတာမလို့ပါဘူးเนาะသူရဲ့အောင်မှာ6ရှစ်အတွဲခွာရိုက်တယ်เนาะ6ရှစ်အတွဲလို့ခွာရိုက်တယ်ဒီမှာ၄ထိပ်ပရိလေးလို့ရိုက်တယ်၄ထိပ်ပရိလေးလို့ရိုက်ပြီးတာနဲ့ကျွန်တော်တို့ကသူ့ရဲ့အောက်မှာဒါ break တဲ့ဆိုတော့ကနန်းထွက်တယ်ပေါ့เนาะ ဒီမှာလေးထိတ်လို့ရတယ်သူရဲ့ဆောင်မှာ brake လေးလို့ရတယ်သူရဲ့အောက်မှာ brake တက်လို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာတက်ရဲ့ power ကို6ထိတ်ပေါ့နော်တက်ရဲ့နက်ခတ်ကို8 8ပိတ်လို့များသူကတော့ရိုက်နေသလားမသိဘူးပေါ့နော်ဒီမှာလည်းကျွန်တော်လေးထိတ် brake လေးလို့ရတယ်သူရဲ့အောက်မှာလည်းကျွန်တော်တို့ညီကိုတွဲနဲ့6ပါတော့ညီကိုတွဲနဲ့ဒါ brake တက်ဆိုတော့ကဏထွက်သွားပြီပေါ့နော်သူရဲ့အောက်လေးမှာသူ့ရှေ့ကအတိုင်းပဲ6 8အတွဲပေးဦးမလားပေါ့နော်6 8အတွဲပေးဦးမလား6 8အတွဲပေးဦးမလားပေါ့နော် 6ရက်အတွဲမှာပေးဦးမယ်ဆိုရင်6ထိပ်8ပိတ်ပေါ့နော်ဒီမှာတော့6ထိပ်8ပိတ်ဒါမှမဟုတ်6ထိပ်8ပိတ်ပေါ့နော်ဒါမှမဟုတ်လည်း6ရက်အတွဲလာပေါ့နော်သူကတော့ပြီးနေတာတော့ခါနှလုံးပေါင်းကိုခွန်ဒီမှာ6ထိပ်8ပိတ်ဘိုင်းသေးပေါ့နော်ဒီကျွန်တော်တို့ဒီမှာသူ့ရဲ့အပေါ်မှာတက်ပရိတ်ရှိတဲ့တဲ့ရဲ့ပါဝါကို6တဲ့ရဲ့နှက်ခတ်ကို8လို့များပေးသလားပေါ့နော်ဒါမှမဟုတ်လည်းဒီမှာလေးထိပ်ပရိတ်လေးဖြစ်လို့ဒီမှာခွာလေးနဲ့6ရက်အတွဲကိုများပေးသလားပေါ့နော်ကျွန်တော်တို့လေးထိပ်ပရိတ်လေးလို့ရိုက်တယ် ဲ့လို late break လေးလို့ပေးတာနဲ့သူကလည်းဒီသူ့ရဲ့အောက်မှာ break တယ်လို့ရိုက်တယ်ပေါ့နော် break တယ်လို့ရိုက်ပြီးတာနဲ့ဒီ late break လေးကြောင့်ဒီမှာခွာလေးနဲ့ခွာလေးကိုကျွန်တော်တို့က6ရက်အတွင်းနဲ့ခွာလေးလို့ပေးသလားပေါ့နော်အဲ့လိုပြီးမယ်ဆိုရင်သူကခါလုံးမိုင်လေးတစ်လုံးလဲပါတယ်ပေါ့နော်ခါလုံးမိုင်လေးတစ်လုံးဆိုပြီးနဲ့သူကနှလုံးထည့်ရတော့မှာပေါ့နော်ဒီနားလေးမှာကျွန်တော်တို့ကခါနှလုံးပေါင်းကိုခွန်လို့ရိုက်တယ်ပေါ့နော်ခါနှလုံးပေါင်းကိုခွန်လို့ရိုက်တယ်ဒီနားလေးမှာကျွန်တော်မြင်လာဆိုရင်ခါနှလုံးပေါင်းကိုခွန်လို့ရိုက်မယ်ဆိုရင်တော့ ဒါ698ရှေ့ဆိုတော့ကဏ္ဍမျိုးသူကထွက်သွားတာပေါ့နော်ဒါမှမဟုတ်ခွာလေးလို့ယူမလားခွာလေးလို့ယူမလားခွာလေးလို့ယူမလား68အတွဲလို့ယူမလား68အတွဲလို့ယူမလား68အတွဲလို့ယူမလားပေါ့နော်ဒီမှာလဲ ဒီကျွန်တော်တို့ခါးတွေကိုတပွင့်စီငဲသွားရင်တော့သူကဒီတိုင်းဆိုရင်တော့ခါးနှလုံးပေါင်းခွန်ခါးနှလုံးပေါင်းခွန်ခါးနှလုံးပေါင်းခွန်ပေးဦးမယ်ဆိုရင်တော့ကိုးခါပေါ့နော်ဒါမှမဟုတ်ဘူးကျွန်တော်တို့ကဒီမှာ6ထိပ်8ပိတ်ကို2ခါးနဲ့ရိုက်တယ်6ထိပ်8ပိတ်ကို1ခါးနဲ့ရိုက်တယ်6ထိပ်8ပိတ်ကို3ညာခါးနဲ့ရိုက်တယ်ဆိုရင်တော့ဒါသူကဒီမှာဆိုရင်တော့6ပရိတ်5ပရိတ်4ပရိတ်လိုပဲသူပြန်ပေးဦးမလားပေါ့နော်အဲ့တော့ဒီနှလုံးပေါင်းကိုခွန်နဲ့ရိုက်မယ်ဆိုရင်တော့6 9 10ဆိုတော့ကနန်းသူက ဒါကျွန်တော်တို့ထွက်တော့တာပေါ့နော်ပရိသုံးနဲ့ဒါမှမဟုတ်ဘူးကျွန်တော်တို့ဒီကမှခါနှစ်နှစ်ခါတင်ခါ၃ညခါဆိုရင်တော့6 3ည8ဆိုတဲ့ကဏ္ဍလေးဒါထွက်ပါရနော်အဓိကတော့ကျွန်တော်တို့ဒီမှာခွာလေးကိုယူမလားပေါ့နော်6 8အတွဲလေးယူမလားကျွန်တော်ပြတယ်လို့နှလုံးမောင်းခွန်ခဏလုံးမောင်းခွန်ခဏလုံးမောင်းခွန်လို့ယူမလားပေါ့နော်ဒါမှမဟုတ်လေဒီမှာကျွန်တော်တို့ဒီ6 8အတွဲနဲ့ brake 6 6 8အတွဲနဲ့ brake 5 6 8အတွဲနဲ့ brake 4ဆိုရင်တော့6 5 4လို့ရိုက်အောင်မယ်ဆိုရင်တော့ ဒါကျွန်တော်တို့၃ညခါလို့ထည့်ရမှာပေါ့နော်ခွာလေးနဲ့ဒါ၃ညခါပေါ့နော်အဲ့တော့ဒါ၆၃ညရှိကဏ္ဍလေးပေါ့နော်၆၃ညရှိရဲ၆၉ရှိရဲပြပေးလိုက်ပါနော်ဒါကတော့ဒီ cyclic မှာလိုးတလူကြီးပြီးတော့ဒါ၃ပါနော်ကျွန်တော်မွေးဖွဲ့ကလေးလည်းရခဲ့ရတဲ့အတိုင်းပေါ့နော်ဒီမှာ၉၃ည၆၃ည၅၆သူ့ရဲ့နောက်နေ့မှာ၃၆၀ခါပြင်ကြပြင်ကြရင် break ကိုရအောင်မှာကြသူ့ရဲ့နောက်နေ့မှာ၆ခုရှိဆိုတော့ကဏ္ဍ ဒါ6နောက်ပိတ်ရဲ့နောက်မှာထွက်တာပေါ့နော်ဒီမှာလဲကျွန်တော်650ကြာတယ်369လူကြာတယ်360ဆိုတဲ့ကနေနှစ်ခါပြင်ရိုက်တယ်သူရရင်ဗရိတ်ဖုံရဲ့အောက်မှာပဲရိုက်တယ်သူရနောက်နေမှာ68ကိုဆိုတဲ့ကနေလိုက်ထွက်တယ်သူထွက်ရင်လဲ6နောက်ပိတ်ရဲ့အောက်မှာပဲထွက်6နောက်ပိတ်ရဲ့ဇောင်းလေးမှာထွက်တာပေါ့နော်ဒီမှာလဲကျွန်တော်တို့ဒီ936ဆိုတဲ့ကနေ650ဆိုတဲ့ကနေကြာတယ် ီ363ဆိုပဲကနန်ပြန်ကြရိုက်တယ်သူရရင်ဗရိတ်ခွန်ရအောင်ပါပဲရိုက်တယ်သူရအောင်မှာသူရနောက်နဲ့မှာဒါ68ခွန်ထွက်သွားတာပေါ့နော်6နောက်ပိတ်ရဲ့ဇောင်းပါပဲ68ခွန်ကနန်လေးထွက်သွားတာပေါ့နော်ဒီလိုက်လေးနဲ့ကြည့်မယ်ဆိုရင်တော့ကျွန်တော်တို့ကဒီနောက်လေးမှာဒါလေးထိပ်ဗရိတ်လေးရဲ့ဇောင်း လေးထိပ်ဘရိတ်လေးလို့ရတဲ့သူရအောက်မှာဘရိတ်တက်ပေါ့နော်လေးထိပ်ဘရိတ်လေးလို့ရတဲ့သူရအောက်မှာဘရိတ်တက်လေးထိပ်ဘရိတ်လေးလို့ရတဲ့သူရအောက်မှာဘရိတ်တက်ပေါ့နော်အဲလေးထိပ်ဘရိတ်လေးဖြစ်လို့သူရအောက်မှာဒီဘခွာလေးခွာလေးဥမာ60အတွင်းနဲ့ခွာလေးလို့ရိုက်သလားပေါ့နော်လေးထိပ်ဘရိတ်လေးလို့ရတဲ့60အတွင်းနဲ့ခွာလေးလို့ရိုက်တယ်ပေါ့နော်ဒီမှာလေးထိပ်ဘရိတ်လေးလို့ရိုက်ပြီး60အတွင်းနဲ့ခွာလေးလို့ရိုက်မလားတခြားကနန်းနဲ့ခွာလေးလို့ရိုက်မလားပေါ့နော်ဒီမှာတော့ကျွန်တော်တို့နှစ်ခါ တခါ၃ညအခါဘောနော်ပြိတ်အနေနဲ့ကြည့်မယ်ဆို6ပြိတ်5ပြိတ်4ပြိတ်လို့ပြီးမလားဒါမှမဟုတ်ခါနှလုံးပေါင်းခွန်ခါနှလုံးပေါင်းခွန်ခါနှလုံးပေါင်းခွန်လဲဆိုရင်တော့6 9 8 6 3ည8ဆိုတော့ခဏလေးထွက်တာဘောနော်ဒါကျွန်တော်ရဲ့သတိဒီမိတ်ဆွေများတွေဒါမက်တာလေးဆောင်ဖြစ်ပြပေးလိုက်ပါနော်ဒီချိန်မှာကျွန်တော်တို့ဒုက္ခဒုက္ခတွေလည်းများနေကြတယ်ဘောနော်အကြောင်းပတ်စင်လာရောက်ကူညီအားပေးတဲ့ကျွန်တော်ရဲ့ 3D မိတ်ဆွေတွေကိုလည်းဒါအထူးပဲကျေးဇူးတင်ပါတော့ကျွန်တော်အနေနဲ့လည်းဒါရတဲ့ပညာကြီးလေးတွေကိုပေါ့နော် ရတဲ့ပညာရေးလေးတွေကိုဒုက္ခရောက်နေတဲ့နေရာလေးတွေမှာသွားရောက်ပါဝင်ကူညီလှူဒန်းနေတာလည်းရှိပါတယ်เนาะအဲ့တော့ကျွန်တော်ရဲ့ 3D မိတ်ဆွေများ2025ခုနှစ်ချိန်မှာဒါ Cherry Suzuki မျိုးပေါက်ကြပါစေလို့ကျွန်တော်အနေနဲ့ဆုတောင်းပေးလိုက်ပါတယ်เนาะကျွန်တော်ရဲ့ဗီဒီယိုလေးကိုတွေ့တဲ့ဆိုရင်လည်း share လုပ်ရတဲ့မိတ်ဆွေများက share ပေးပါဦးဗျာဒါ like နဲ့ subscribe လုံးလုံးမထားရသေးဘူးဆိုရင် like နဲ့ subscribe လုံးထားပြီးတော့ဘေးက notification လေးကိုနှိပ်ထားပါเนาะကျွန်တော်တင်တဲ့အချိန်လေးတွေတွေ့ရအောင်ဒီတဲ့ ကျွန်တော်တို့အကောင့်နဲ့ line လေးတွေနဲ့ထပ်ပြီးတော့ပြပေးပါဦးမယ်ဗျာ